င်္ဂလာညချမ်းပါနိုဝင်ဘာ10ရက်နေ့2025လူမြတ်ကျော်မှကျွတ်ဆိုပါတယ်အမျိုးသားညီမျိုးရေးအစိုးရ NUG ကရွေးကောက်ပွဲမှာပြည်သူလူထုကိုဖိအားပေးပြီးမဲပေးခိုင်းရင် တိုင်ကြားနိုင်ပါသည်ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲအကြွေပြည်သူလူထုတွေကိုဖက်စစ်တပ်ကအတင်းချက်မဲပေးခိုင်းမယ် တိန်တယောက်မလာမနေရရက်ကွက်အုတ်ချုပ်ရည်မှုများမှာတဆင့်စိန်မှုယာရင်မှုတွေကတဆင့်ပြူစောတီအာဒီကလေးကွားတွေကတဆင့်မဲပေးခိုင်းမယ်ဆိုရင်တိုင်ကြားရမယ်တိုင်ကြားရင်မြို့သားညီညွတ်ရေးအစိုးရကအေးအယူနိုင်မယ်လို့တင်တို့ယူဆပါသလားဒီချင်းနေပတ်သက်ပြီးတော့ တော်တော်များများရဲ့ဝေဖန်မှုတွေကြုံရပါတယ်လက်တွေ့မဆန်ဘူးရွေးကောက်ပွဲမှာမဲပေးရင်လာတိုင်းမှာဆိုတဲ့အဆင့်ထက်ပြည်သူလူထုမျှော်လင့်တာကရွေးကောက်ပွဲကိုလုံးဝရပ်တန့်နိုင်ရေးရွေးကောက်ပွဲလုံးနိုင်မဲ့အကြောင်းချင်းရာအချက်လက်တွေကိုရိုက်ချိုးဖို့ရွေးကောက်ပွဲလုံးဖို့ပါဝင်ကူညီသူတွေကိုချိန်မုံဖို့နောက်ဆုံးရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဝင်ရွေးကောက်ပွဲလို့ပြက်ပြက်တတာပြောပြက်ပြက်တတာရှိုက်ချိုးဒီလိုလုံနိုင်မှုမျော်လင့်တယ်လို့ကျွန်တော်ယုံကြည်တယ်ယူဆတယ်အဲ့တော့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ကလည်းပြည်သူလူထုအတွက်ကောက်ရိုးလေးတမြင်ဖြစ်လေမလားဆိုပြီးထုတ်ပြန်မှုပုံနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့အပြစ်မဆိုကြပါနဲ့ဒါပေမဲ့လည်း ပြည်သူကလည်းသူ့မနာကြောင်းမှာတန်ရာတွေနေဗျအစိုးရအဆက်ဆက်ကပြည်သူလူထုပေါ်ဂရိမတီးတဲ့ဆိုးကျိုးတွေအများကြီးပြည်သူလူထုကခံစားခဲ့ရတယ်အစဦးစွာပြောမယ်ဆိုရင်အရင်အစိုးရတွေပေါ့ဗျာထားလိုက်တော့အနာသိမ့်ပြီးစကာလမှာမိတာမဆောင်နဲ့မိတာမဆောင်ရေး အခွန်မဆောင်ရေးတပိတ်တွေလုံကြတယ်မိသားဘုံလာဖြုတ်သွားတော့ဘုမမခခွေပေးနိုင်ဘူးဆိုရဲကောမလီလေးလည်းတွေ့ရသလိုရွေးကောက်ပွဲမှာမဲပေးတဲ့အနေအထိမဆောင်ပါနဲ့အရွေးကောက်ပွဲမလုံနိုင်အောင်တော့ခမရိုးစစ်တိုက်ပါဆိုတဲ့အတန်းလေးလည်းကြားရတယ်အဲ့တော့ဟုတ်ပြီ NUG ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးခမရိုးကျွန်တော်တို့လက်တွေ့ဆန်လာစဉ်းစားရအောင်လက်ရှိချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ နှောက်ရက်တဲဆိုပြီးဖန်းစီထားတဲ့လူတရားနီးပါရှိတယ်။ထင်ရှားတဲ့အမှုပညာရှင်တွေလည်းပါတယ်။ဇမုထိုးတက်လွင်တို့အဲအစရှိတဲ့သူတွေပေါ့ဗျာနော်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒီဝါရဖြန့်တဲ့ရုပ်ရှင်ကားအောက်မှာဟဟသွားပေးတာတို့ဝါရဖြန့်တဲ့ရုပ်ရှင်ကားကိုစန့်ကျင်တဲ့ကိုပေါက်တို့အောက်မှာ အသေးသွားပေးမိလို့ဒါရီနဲ့ပတ်သက်ပြီးတော့စစ်တပ်ဟာ ဆက်ဆက်တိမခံဒရဇက်ဖမ်းတာဟိုတနေ့ကပဲဖမ်းမှာအဲ့တော့ဒီရွေးကောက်ဝယ်ခင်းခြင်းတစ်ခုလုံးကလည်းတပတ်မှာစစ်တပ်ရဲ့လက်ကင်တို့ဖြစ်တဲ့ကြက်ခံရေးပါတီကတာထွက်လာတာတဆညာကိုယန်လာတယ်တဆညာဆိုတာမဆလာခစ်ကစစ်သားအူကြီးနဲ့ဖွဲ့စည်းထားတယ်ကြက်ခံရေးဆိုတာလည်းတန်းရွှေဖွဲ့စည်းခဲ့တဲ့စစ်တပ်ရဲ့စစ်တပ်ပါတီ စစ်တပ်ကနိုင်ငံရေးရောစီရောလူမှုရောကျန်းမာရေးရောပညာရေးရောအကုန်လုံးသူတို့လှုပ်ရှင်တယ်သူတို့လှုပ်ရှင်တယ်သူတို့အကုန်တက်တယ်ဒေါ်စင်းချောင်းစင်းမန်အကုန်တက်တယ်အဲ့တော့ဒီရွက်ောက်ပွဲမှာအခင်းချင်းကိုကြည့်မယ်အဲသူတို့ကြန့်ခိုင်ရေးမနိုင်နိုင်အောင်လှုပ်မှာရှုံးလဲနိုင်နိုင်လဲနိုင်ရှုံးလဲနိုင်နိုင်လဲနိုင်ဘလို့လို့လို့နိုင်အောင်လုပ်မယ်ခိုးမယ်ဖွဲ့မယ်ကလင်ကြီးကြမယ်ရုံမာမယ်ကောက်ကျင့်မယ်နိုင်အောင်လုပ်မယ်ဒါပေမဲ့အတိုက်ခံဆိုတာမရှိလို့မရဘူ ်သူကအဲ့ဒီဇိုင်းကိုဘလို့ဆင်လဲဆိုတော့ပြည်သူပါတီဆိုတဲ့ဥက္ကကိုကြီးပါတီကိုတိုင်ခွင့်ပေးထားတယ်ကျန်တဲ့ပါတီတွေအကုန်ရိုက်ချိုးလိုက်တယ်တစ်ဖက်မှာကြန့်ခိုင်ရေးပါတီနိုင်မယ်တစ်ဖက်မှာအတိုက်ခံဥက္ကကိုကြီးဒါနဲ့ဒီမိုကရေစီရဲ့အင်္ဂါရက်တွေကိုသူတတ်ဆင်တယ်စစ်တပ်ရဲ့အခင်းချင်းကိုပြောတာတော့အဲ့တော့ဟိုတရက်ကပဲဥက္ကကိုကြီးကရွေးကောက်ပွဲမလုပ်ဘူးဆိုခင်ဗျားတို့ကဘာဖြစ်ချင်လဲတဲ့ကျွန်တော်တို့အဲ့စစ်တပ်ကိုအဲ့နိုင်ငံရေးရောစစ်ရောလူမှုရောကျမ်းမာရောစီးပွားရေးရော ပါလီယာငပိချက်လုံးနေတာကိုမကြိုက်တာအဲ့ကောင်တွေကိုမောက်ထုတ်ချင်တာကွာကိုကိုကြီးကိုကျွန်တော်ဒီနေ့အဖြေပေးတယ်အဲ့လိုစစ်တပ်လုံးမဲ့ရွှေကောက်ပွဲကိုမျောလင့်တယ်ဥကုတ်ကိုကြီးအေဒီမျိုးဆက်ကျွန်တော်တို့နိုင်ငံကြီးဟွာအရန်ကြီးတယ်ဘာပဲဖြစ်ဖြစ်တချို့နိုင်ငံကြီးနဲ့ပတ်သက်ပြီးအတွေးခေါ်တွေကောင်းတာတွေရှိတယ်ဒါပေမဲ့ဒီစစ်တပ်လုံးတဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူယုံကြည်တာကကျွန်တော်နားမလည်နိုင် စစ်တပ်လုတ်ခဲ့တဲ့ရွေးကောက်ပွဲမှန်သမျှဘယ်တုန်းကမှဂရိမတီခဲ့ဘူးအာဏာမလွှဲခဲ့ဘူးကလင်ကြီးကြခဲ့တယ်သူအတီဆုံးအဲ့တော့ချုပ်ရရင်ပေါ့ဗျာ60စနစ်ရွေးကောက်ပွဲအဲ60ရွေးကောက်ပွဲဥလူဥလူအာဏာသိမ်းတယ်60နှစ်မှာ90ရွေးကောက်ပွဲအာဏာသိမ်းတယ်2020ရွေးကောက်ပွဲအာဏာသိမ်းတယ် စစ်တပ်ကိုယုံလို့စစ်တပ်ကိုယုံခဲ့လို့ရတဲ့အချက်လက်ရှိရင်လေးစားစွာဖိတ်ခေါ်ပါတယ်ဥက္ကုကိုကြည့်လို့စစ်တပ်ကိုဘယ်နေရာမှာယုံကြည်လို့ရပါတလဲဆိုတဲ့ကိစ္စရွေးကောက်ပွဲမလုပ်ရင်မင်းတို့ကဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရွေးချယ်ထားတဲ့လမ်းကရှင်းပါတယ် စစ်ကိုအနိုင်တိုက်ရေးပဲဖြစ်ပါတယ်မနိုင်လားမနိုင်မပြန်လာဘူးပေါ့ဗျာဒါပဲရှိတော့တာနိုင်အောင်တိုက်ဖို့ကြိုးစားမှာပေါ့ဗျာခင်ဗျားတို့ကစစ်တပ်ကိုယုံတတုံးစားပြီးလဲချီးမှန်းမသိနှလုံးစားပြီးလဲချီးမှန်းမသိဆက်စားအဲ့တော့ဟုတ်တယ်ဒီအတိုက်ခံဆိုတဲ့နေရာမှာသူ့ကိုအထောက်ကစားတာတယ်ဒီမိုကရက်တစ်ပေါ့တပတ်မှာစစ်တပ်ပါတီကြက်ခိုင်အစိုးရလုံးမယ်အတိုက်ခံပါတီကကိုကိုကြီးပါတီอืมဒီလိုအခင်းချင်း ဒါကိုဥက္ကဝီတို့တတိုက်ပျော်နေတာဗောဗျာနော်ပျော်နေတာဗောတိတ်မကြပါဘူးအဲ့ဒီအပျော်ပါလေဒါပါအဲ့ဒီမှာတတ်တတ်ခိုင်းလို့ NDF တို့အကုန်ရိုက်ချိုးလိုက်တယ်နော်ခင်ဗျားတို့မြင်အောင်ကြည့်ဆိုတော့ဟုတ်ပြီဒီအခင်းချင်းမှာတစ်ဖက်မှာအခုကျွန်တော်တို့ဒီပွဲတော်တွေရှိုးပွဲတွေအဲ့ဒီမှာဘာတွေ့ရလဲဆိုတော့လုံခြုံရေးပေးနေတာမိသက်တွေမဟုတ်တော့ဘူးအရင်ကမိသက်တွေဘာတွေကိုလုံခြုံရေးလုတ်ခိုင်းတယ်အခုကစစ်မှုရန်ဟောင်းတွေနဲ့ ဒီအသက်60 60လုံပါလေလုံချုံရေးကော်မတီဆိုတဲ့ဟာမျိုးတွေအပြာဝတ်တွေလုံချုံရေးပေးတယ်အဲ့လိုပဲရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေရွေးကောက်ပွဲပါတီတွေကိုလည်းအအပြာဝတ်တွေကလုံချုံရေးပေးရမယ်ဆိုတဲ့အမိညာကြကြထွက်တယ်အဲ့တော့ရက်ရွာစောက်ရှောက်ရေးတို့ရက်ရွာလုံချုံရေးကော်မတီတို့ခေါင်းစဉ်အမျိုးမျိုးတက်ပြီး uniform ပေးဝတ်တဲ့လူတွင်ကျလှုပ်ခွင့်ပေးပြီးပြည်သူလူလူကြားထဲမှာလူပါဝါခွင့်ပေးကပြည်သူကိုဖိနှိပ် ရက်ဆက်အနိုင်ကျင့်တယ်ဒီတစုံလုံးကို NUG အနေနဲ့အေးအေးယူနိုင်ဖို့ဆိုတာလက်တွေ့မှာဖြစ်နိုင်သလားအဲ့တော့မဖြစ်နိုင်ရင် လက်တွေ့ဘာလုပ်ရမလဲဖြစ်နိုင်တာတွေကိုလုပ်ဖို့လိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရမှာတိုင်ရင်ပေါင်း300ပတ်ကပပေါင်း200အဖွဲ့ပေါင်းပေါ့နော်ပတ်ကပပလာပ900သူတို့ထုတ်ပြန်ပြီးသားဖြစ်ပါတယ် မလေးရှားလောက်ရှိတဲ့အိန္ဒိယအခြေဝင်းကြီးလဲထိမ့်ချုပ်ထားနိုင်တယ်လို့ဆိုပါတယ်အမေရိကန်ဒေါ်လာတန်း800ရမွေရှိတယ်လို့လဲသူကြီးဝင်းကြီးမစ္စတာတူကောင်ကတူကောင်လားအဲပြောထားပါတယ်ဆိုတော့အမေရိကန်ဒေါ်လာတန်းရာနဲ့ချီပြီးရှိတယ်ပန်းနေလဲရှိတယ် ဒီကြားထဲမှာဒီဘုန်းနေရောင်းတာရှိတယ်အိမ်နေရောင်းတာရှိတယ်အလူငွေကောက်ထားတာရှိတယ်ကမ်ပိန်းလုပ်ထားတာရှိတယ်ငှက်ကင် project ရှိတယ် project ပေါင်း40ကျော်မကရှိတယ်မနေ့ရက်ထိ project ဒီဒီကမ်ပိန်းတွေလုပ်နေတော့မဲလို့မြင်ရတယ်အဲ့တော့နံပါတ်1ပြောချင်တာကငွေကြေးရင်းမြစ်တို့မှာရှိတယ်နံပါတ်2တရင်ပေါင်း300နဲ့ပကဖအရင်ပေါင်း200ကျော်900ကျော်ရှိတယ် နောက်မျိုးပြပြောက်ကြားတက်ပွဲတွေနဲ့လည်းအချိန်ဆက်ရှိနိုင်တယ်။ဒါဆိုရင်ဒီ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 လူတွေကရွေးကောက်ပွဲကိုရပ်တန့်သွားအောင်လုပ်နိုင်တဲ့အခြေအနေမျိုးကိုဖန်တီးလိုက်ရင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဖြစ်တင်တာကဒီလို Facebook online ပေါ်မှာဗောနောတိုင်ကြားနိုင်နေဆိုရဲစာထုတ်တာထက်တခါတိုင်မြေကောက်ပွဲမှာမဲလာပေးဖို့ဖိအားပေးလို့တိုင်ကြားတာကတမှု ် NUG နဲ့ပတ်သက်လို့အကြမ်းဖက်ပုံမှာကတမှုဆိုပြီးတော့နှမှုသုံးမှုနဲ့တိုင်ကြားတဲ့ပြည်သူကသတင်းပေါက်ကြားသွားရင်တဖက်ဖက်ကသတင်းပေါက်ကြားသွားရင်ပေါ့နော်တိုင်ကြားတဲ့ပြည်သူကိုလည်းဆစ်လိုက်လို့တွေ့သွားရင်အမှုကကြီးပြီးတော့သိတံမှာအပေးခံရတဲ့ဘဝရောက်သွားနိုင်တယ်လက်တွေ့အခြေအနေမှာအဲ့တော့လုံနိုင်တာကရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေနဲ့တိုင်းသားအရာဝတွေနဲ့ပေါင်းဆက်ပြီးတော့ရွေးကောက်ပွဲကိုရက်တန့်နိုင်မဲ့နီး ရွေးကောက်ပွဲမှာမဲပေးရမယ်စက်ကလုတ်တွေတည်လာမယ်လမ်းကြောင်းတွေကိုဖျက်ပိတ်တယ်နီးနီးစရာမြို့ရွာတွေမှာရွေးကောက်ပွဲမလုံနိုင်အောင်အုတ်ချုပ်ရေးအထုတွေအုတ်ချုပ်ရေးယုံ yes can တရားယုံအစကြည့်တဲ့မြို့နယ်ကော်မရှင်ယုံတွေကိုဝင်ရောက်တရဇက်လက်တပြတ်ဝင်ရောက်စီးနင်းတိုက်ခိုက်တာမြို့လုံမယ်ဆိုရင်လုံနိုင်မယ်ဆိုရင်တိုင်စီရတော့မလို့ဒါမျိုးကျွန်တော်စဉ်းစားမိပါတယ်အဲ့တော့မနေ့ကတော့ အန်ယူဂျီဝန်ကြီးမက်ဆင်မအောင်နိုင်ငံသားရေးဝန်ကြီးပေါ့သူ့အနေနဲ့အဲနယူးဇီလန်လားနယ်သာလန်လားမသိဘူးအဲယူကောက်ဝဲကိုလက်မခံဘူးဆိုတော့ဓာတ်ပုံတွေပါတွေ့တယ်အာဆီယံလည်းလက်မခံဘူးဘသူလက်ခံခံမခံခံစစ်တပ်ကတော့လုံမယ်စစ်တပ်ကလုံရင်ဘာဖြစ်မလဲယူကောက်ဝဲပြီးသွားရင်အန်ယူဂျီတရားဝင်မှုနဲ့ဆီယာပေးချက်တရားဝင်မှုကိုဒီယူကောက်ဝဲကခြေဖြတ်နိုင်လိမ့်မယ်လို့စဉ်းစားခြင်းနဲ့မင်းအောင်လိုက်ရအောင် ဖက်စတာဒီရွေးကောက်ကိုလုံတယ်ဒီရွေးကောက်ကိုလုံဖို့လမ်းကြောင်းပေးပြီးအထောက်ပံ့ပေးနေတာကအိန္ဒိချင်းကမ္ဘာအဆင့်ရှိတဲ့တရုတ်နိုင်ငံဆိုတော့အိန္ဒိချင်းတိုင်းအိန္ဒိချင်းတိုင်းတရုတ်အဆရှိတဲ့နိုင်ငံတွေပေါ့ဗျာဒီနိုင်ငံတွေကမြန်မာပြည်ဟာမြန်မာပြည်ဟာဥဆောင်သူမဲ့ပြီးဘယိုဖျင်းနဲ့ face state ကြီးဖြစ်သွားမှကိုလေသူတို့လူလာမဲ့ပုံတော့မပေါ်ဘူး ဒါပေမဲ့သူတို့လောင်းလိုက်တဲ့မြင်းဟာသူတို့ကိုယ်တိုင်စီးနေတဲ့မြင်းဖြစ်တဲ့စစ်တပ်ကိုသူတို့လောင်းလိုက်တာဖြစ်တယ်။သူတို့တသက်လုံးအမြဲတမ်းဆက်ဆံရေးရှိတဲ့သူတို့မွေးမြူပြုစုပျိုးထောင်ထားတဲ့စစ်တပ်ကိုသူတို့စီးတဲ့မြင်းကိုသူတို့ပိုင်ပိုင်နိုင်နိုင်လောင်းချီထပ်ပြီးအဲ့ဒီမြင်းအနိုင်ရအောင်လေလှုပ်ပေးနေတာကိုတွေ့ရတယ်။အဲ့တော့လက်ရှိပြည်သူလူလူကဘာဖြစ်နေလဲဆိုတော့ မီးပြတ်တယ်ရေမလာဘူးစောင်းဝင်းတွေကခဲတယ်ကုံစင်းလုံးတက်တယ်လုံးဝအုတ်တုံကြီးကိုပြည်သူဘွားဟာရက်တက်နေတယ်ဒီကြားထဲမလုံးကြုံဘူးအကြောက်ကြီးကြောက်နေရတယ်ပေါ်တာဆွဲမှလည်းကြောက်ရတယ်အနိုင်ချင်းမှလည်းကြောက်ရတယ်ယုံတည်းအမှုစင်ဖမ်းမှလည်းကြောက်ရတယ်နီလန်းပေါင်းစုံတဲ့ပြည်သူကကြောက်နေရတယ်အကြောက်တရားနဲ့ရွေးကောက်ပွဲနဲ့တစ်ဖက်ကဖက်ဆက်တယ်တစ်ဖက်က NUG PDF အဲ့ဒီဂျားတွေကပြည်သူလူထုရဲ့ရှင်သန်မှုတစ်ချက်တွေးကြည့်မယ်ဆိုရင်ပြည်သူလူထုဘဝဟာအမတန်ဂျင်းနဲ့ကြတဲ့ရောက်နေရွေးချယ်စရာလုံးဝမရှိတော့တဲ့အခြေအနေမျိုးတိတော့ဖြစ်နေပြီသူတို့မျောလင်းတဲ့တော်လန်ရေးဟာလဲဒီကနေ့ဒီအချိန်မှာနောင်ချိုတီဘောကြောက်မဲတို့ကိုပြန်ပေးနေရတယ်ရှမိုးကမိုးမိတ်ဆိုတဲ့မဟာပြော်မြောက်နေမီကြီးကိုလည်းပြန်ပေးရ PNL ကပြန်ပေးမယ်လို့ပြောတယ်။ဒါပေမဲ့မိုးကုတ် view ဟာ MD1 PDF ကကာကွယ်မယ်ဆိုတဲ့စိတ်တင်နေအခုဆောင်ရနေရဲ့အဲ့ဒါနဲ့ပတ်သက်ပြီးမိုးကုတ်ကိုစစ်ကြောင်းထိုးမယ်ထိုးစစ်ဆင်မယ်ဆိုဘယ်လန်းကြောင်းတွေကဝင်လာနိုင်တယ်လဲဆိုတဲ့ခံမှန်းသုံးသက်ချက်ကိုကျွန်တော်ဟိုဘက် channel မှာပြောမယ်ဆိုတော့ရွေးကောက်ပွဲမှာမဲပေးတဲ့ရက်ထိစောင့်ပြီး ဖီအားပေးပြီးတော့မဲပေးခိုင်းနေဆိုရင်လာတိုင်ပါဆိုတဲ့ NUG ရဲ့ထုတ်ပြန်ချက်ဟာသူတို့ရွေးကောက်ပွဲကိုကြိုးစိုးတယောင်ယောင်တောင်ချင်မမားရတယ်အဲရွေးကောက်ပွဲနေ့အထိသူတို့ကစောင့်ပြီးတော့အဲအဲ့ဒီမဲတွေပေးတဲ့နေ့မှာအကယ်၍သူတို့အတင်းအာရမဖီအားပေးပြီးတော့မဲလာပေးခိုင်းနေပြည်သူတွေရဲ့တိုက်ကြားချက်ကိုစောင့်ပြီးတော့ ဆိုတော့အဲ့လိုအခြေအနေမျိုးတွေးမိရေပေါ့ဗျာဒီရွေးကောက်ပွဲကိုသူကထိုင်ဆောင်နေတဲ့ပုံစံမျိုးဖြစ်တာမျိုးအဲ့လိုမယူဆဘူးလားဒီရွေးကောက်ပွဲကိုမဖြစ်အောင်မလုတ်ခင်တည်းကဘလို့လမ်းကြောင်းတွေဖြတ်တောက်ရမယ်ဆိုတာမျိုးမတွေးဘူးလားဒီရွေးကောက်ပွဲကိုထိုင်ဆောင်ပြီးတော့အဲ့ဒီမဲပေးမဲ့နေမှာတိုင်ကြားချက်တွေထိုင်ဆောင်ဒီလိုလုတ်ချင်တာလားပါရီလွဲနေလေဘလို့စဉ်းစားတာလဲဆိုတာကို စဉ်းစားမရအောင်အဲ့တော့တစ်ဖက်မှာလဲရွေးကောက်ဘုတ်ကိုတိုင်းပြည်လုံးကလက်မခံဘူးဗျာဘယ်ပြည်သူမှလက်မခံဘူးဒါပြင်ရွေးချယ်စရာမရှိနေဘူးချင်းတဲ့ချက်တည်းရောက်နေပြီဘာဆက်လုပ်ရမလဲဒီအဖြေဒီဒီမေးခွန်းနေကျွန်တော်တို့ဘာဆက်လုပ်ရမှာလဲဗျာဆိုတဲ့ပြည်သူလူတွေအတန်နေကျွန်တော်ကြားနေရပါတယ်ခင်ဗျားတို့အခုဘာပြောခဲ့ချင်ပါသလဲဂျေဇုတင်ပါတယ်